ရီမင်မာပြုတ်လုခဲ့တဲ့စစ်စင်ရေးဆိုင်ရာ group chat ပေါက်ကြားမှုနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီးကိုစုံစမ်းမေးမြန်းသွားမယ်လို့ပင်ဒဂွန်စစ်ဌာနချုပ်က April 3ရက်နေ့မှာအတည်ပြုခဲ့ပါတယ်။ပြီးခဲ့တဲ့လတုန်းက American ဟာရီမင်နိုင်ငံခြေဆိုင်ဟိုတီလက်နက်ကိုင်တပ်ဖွဲ့ရဲ့စစ်ရေးပြင်းထန်တွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအကြောင်းကို American အစိုးရထိပ်တန်းအရာရှိတွေက Signal ရဲ့ group chat မှာဆွေးနွေးခဲ့ပြီး journalist တအူးကိုမရည်ရွယ်ပဲအဲ့ဒီ group chat ထဲကိုထည့်သွင်းမိခဲ့ရာကနေပေါက်ကြားမှုဖြစ်ခဲ့တာပါ အရန်အရေးကြီးတဲ့စစ်ရေးဆိုင်ရာလှည့်ဝက်ဆွေးနွေးမှုတွေကိုအစိုးရကသတ်မှတ်ထားတဲ့စနစ်တွေလမ်းကြောင်းတွေအတိုင်းမဟုတ်ပဲပြင်ပ application တခုကိုအသုံးပြုခဲ့တာအချက်အလက်ပေါက်ကြားမှုတွေတာမတမသူတွေလက်ထဲရောက်သွားမယ်ဆိုရင်စစ်စင်ရေးမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးအတွက်အကြီးအကျယ်ချင်းချောက်ခံရနိုင်တယ်ဆိုတဲ့အခြေအနေတွေကိုအကြောင်းပြုပြီးဒီပြဿနာအပေါ်ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်ပင်တဂွန်စုံတော့ချုပ်ယုံကဒီပြဿနာကြောင့်ကာကွယ်ရေးဝန်ကြီးနဲ့ဌာနရဲ့တခြားဝန်ထမ်းဘယ်သူတွေက မူဝါဒရေးရနဲ့လှုပ်ထုံလုံနည်းဆိုင်ရာကိစ္စတွေကိုဘယ်အတိုင်းအတာထိချိုးဖောက်မိသလဲဆိုတာစစ်ဆေးသွားမယ်လို့ပြောပါရယ်အင်ဖြူရော်ကတော့အခုပေါက်ကြားမှုကြောင့်ထိခိုက်တက်ရောက်နိုင်ခြင်းကြီးကြီးမားမားရှိခဲ့တယ်ဆိုတဲ့အယူအဆကိုလျှော့ချပြီးဖုံဖုံဖိဖိသဘောမျိုးဇက်တိုက်ပြောဆိုနေပါရယ်ရှင်